ရဲ့စကေးတွေရောဒါကြိုက်တယ်ဘယ်လိုမျိုးစကေးလဲဒါချောင်းနဲ့ကွန်နန်နဲ့လောက်ဘလုံးစားကန်နေရပေါ့ဘယ်လိုပြောရမလဲသူကဖုန်းနဲ့ကြည့်တယ်ပေါ့နော်ဖုန်းနဲ့ဒူလေးရဲ့ဗီဒီယိုဖိုင်တွေကြည့်တယ်ပေါ့အဲအဲ့ချိန်မှာဟိုဒီကြီးရလေးဘလုံးပညာလေးတွေယူတယ်ပေါ့နော်သူကွင်းထဲမှာဘလို့ထွက်သွားလဲပေါ့အဲအဲ့လိုမျိုးပေါ့နော်သူရဲ့စကေးလေးတွေပေါ့နော်အဲအဲ့လိုမျိုးတွေကြည့်တယ်

ဘောလုံးဒီဘောလုံးလေးဝယ်ပြီးတော့အတန်ရအောင်ဟိဒီတော့အကျိုးမြတ်ရှိအောင်ဆိုပြီးတော့ဘောလုံးခြေကန်လေးတွေတုတ်ပေးတယ်ဗောနော်ဘောလုံးထိမ့်သိမ့်တာလေးတွေဗောနော်ဘောလုံးတော့မယ်ဟိုဟာဟိုဘယ်လိုပြောရမလဲပြင်ပန်းနဲ့ဖမ်းမယ်ဗောနော်ဒီအတော်လေးနိုင်နေမယ်ဗောအဲအဲ့လိုမျိုးဗောဖက်ဖက်ကကျွမ်းကျင်အောင်ကိုကလည်းဟိုဒီလိုလေးတင်ထားတော့ तू သွားမယ်နေရာတစ်ခုကြတော့သူ့တို့အထောက်ခုဖြစ်တယ်ဗောဟုတ်ကဲ့ဒါဘောနော်တို့ရဲ့စကေးတွေကိုကြည့်ပြီးသားလေးရင်နေ့တိုင်း ။တနေ့ကိုဘယ်နှနာရောလေ့ကျင့်ပြလဲ။အနေ့ကိုနှစ်နာရီသုံးနာရီလောက်လေ့ကျင့်။လေ့ကျင့်ပြ။နေ့တိုင်းပဲလောကမပြတ်မကွက်ပါဘူးနော်။ဟုတ်။ဒါအဲ့မှာကြတော့ဒါလူကြီးနဲ့ဝင်ကြရမှာပေါ့။တရောအရွယ်ရင်မဟုတ်ဘူး။ဟုတ်လူကြီးနေနဲ့ပဲကန်။ဟုတ်လား။เออยောက်ลาได้จองเองอ่ะบลูผิดมั้ยဆိုတော့ဒါသူว่า73ลาซ้นทัวร์ไปဆိုတော့ลาแม่นึกโหသူว่ายูโลอึดไม่ปีတော့อะน่ะဒါနောက်ဆုံးฉ่ําหมด လာရွေးတာပေါ့ကိုတို့ကလည်းဒီနှစ်ပါမယ်လို့ယုံကြည်ချက်ထားတယ်ပေါ့နော်စူးစမ်းမယ်ဟိုအတန်းနိုင်ဆုံးစူးစမ်းမယ်ကိုဒီမာကအခက်ခဲပုံစံလို့လာခဲ့ရတာအဲအဲ့ဒါကြောင့်မလို့မဖြစ်မနေစူးစမ်းရမယ်အဲကြောင့်မသူ့လည်းပြောထားတယ်စူးစမ်းအဲအဲ့ဒါကြောင့်မဒီနှစ်ပါဖို့ကိုရည်ရထားလို့အဲအဲ့ဒါကြောင့်မလို့ဒါဒီနေ့ဝတ်လာတဲ့အိန္ဒိယနဲ့အင်နာစာဆိုတော့ ဒါဘာလို့ဒီအင်ဂျင်မပြီးတော့လာရွေးခိုင်းရလဲ။ဒါလည်းပြောပြပါ။ဒါဝန်နဲ့တို့ကြိုက်လို့။ဒါပါနေတာပေါ့။ဟုတ်။ဟုတ်။6နှစ်ခုနှစ်နှစ်လောက်မှဒါကံရဲ့။ဘလို့ဘလို့နမမျိုးဖြစ်နေတယ်။ဒါအခုဒီကနေ့တစင်းတစင်းသွားမှာပေါ့နော်။ဟုတ်။နိုင်ကဘာကြောဘလုံးမိုက်ဖြစ်တယ်။ဘုန်းနေလိုလိုပေါ့။ဟုတ်။သူရဲ့စကေးတွေရောဒါကြိုက်တယ်။ဟုတ်လား။ဘယ်လိုမျိုးစကြိုက်လဲ။ဒါ6နှစ်9နှစ်လောက်ဘလုံးစကန်နေရပါ။ ဟိုဘယ်လိုပြောရမလဲသူကဖုန်းနဲ့ကြည့်တယ်ပေါ့နော်ဖုန်းနဲ့ဒိုးလေးရဲ့ဗီဒီယိုဖိုင်တွေကြည့်တယ်ပေါ့အဲအဲ့ချိန်မှာဟိုဒီကြဲရလေးဘောလုံးပညာလေးတွေယူတယ်ပေါ့နော်သူကွင်းထဲမှာဘယ်လိုထွက်သွားလဲပေါ့အဲအဲ့လိုမျိုးပေါ့နော်သူရဲ့စကေးလေးတွေပေါ့နော်အဲအဲ့လိုမျိုးလေးကြည့်တယ်အဲတခါတခါအဲ line ပေါ်ကဒူလေးနဲ့ပတ်သက်တဲ့အရာလေးပဲလေ့လာတယ်။အဲအဲ့လိုမျိုးပေါ့နော်။သေစိတ်ကအစဒူလေးဘာလုပ်တယ်။အဲအဲ့လိုမျိုးပေါ့နော်။ဘလူလေးကျင်နေဆိုတာအစသေစိတ်ကအစလေ့လာ။ဟုတ် တကူတော့သူ့ဘာနာကိုအသက်ရတော့ဆက်ဒိထားမိသွားကျွန်တော်ကဒီဟိုသူချောင်းနေပေါ့နော်အဲ့လောက်ကဒီဟိုကောဘောလုံးလေးနေပေါ့နော်ဒီလိုကန်ကန်လေးနေသူကဝါဒနာပါတယ်ဆိုပြီးတော့အဲ့ဒါနဲ့ဘောလုံးဒီဘောလုံးလေးဝယ်ပြီးတော့အဲ့ဒါနဲ့ရအောင်ဟိရောအကျိုးမြတ်ရှိအောင်ဆိုပြီးတော့ဘောလုံးခြေကန်လေးတွေလောက်ပြီးတယ်ပေါ့နော်ဘောလုံးထိမ့်သိမ့်တာလေးတွေပေါ့နော်ဘောလုံးတော့မယ်ဟိုက ဟိုဘယ်လိုပြောရမလဲပြင်ပန်းနဲ့ဖမ်းမယ်ပေါ့နော်ဒီအတော်လေးနိုင်နေမယ်ပေါ့အဲအဲ့လိုမျိုးပေါ့တစ်ဖက်ဖက်ကကျွမ်းကျင်အောင်ကိုကလည်းဟိုဒီလိုလေးတင်ထားတော့ तू သွားမယ်နေရာတစ်ခုကြတော့သူ့တို့အထောက်အကူဖြစ်တယ်ပေါ့ဟုတ်ကဲ့ तू ဆရာတွေရှိရောက်သွားပြီဆိုတာ ਨੇ ဒါ तू ဟာတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲဟိုနည်းနည်းပညာပါပြီးသားဆိုတော့ဟိုတိတ်မခဲဘူးပေါ့အဲအဲ့လိုမျိုးလေးပေါ့ညီလေးအကိုဘလုံးနေပါကြီးကံကံဘူးတယ်ကံဘူးတယ်ဆိုတော့ ိုဟိုတုန်းကဒီအင်းစိန်မီရာဟုတ်ဟိုဟာကုန်းလန်းပို့ဆောင်ရေးပေါ့နော်အဲအဲ့မှာ U16 တုန်းကအရွေးခံမှုပဲဟိုစာဝန်နေအစင်မပြီးတော့အဲအဲ့လိုမျိုးဒီရာကိုလက်လွတ်လိုက်ပြီးတော့ ြန်တယ်ပုံရောအခုလည်းဒါတကယ်နော်ဖြစ်ချင်းတကယ်ဒါဗောကျွန်တော်လေယူးစင်နေအမတရားကြာတယ်ဒါမဲ့ကြာတာတာလင်းပါတော့ဒါအခုထက်ပူပြီးတော့အဲပုံမြင့်နေနေအောင်ရောက်စီနေပါနော်သူ့ကိုကျွန်တော်ကဘယ်လိုသဘောထားလဲဆိုသူ့ကိုအဲ့လိုဘောဗောမြန်မာနိုင်ငံကနေပြီးတော့ဟိုဟိုပြောမလို့ဟိုကပ္ပစိတ်တန်းဒီတော့တကယ်ပျော်လင့်ချက်တွေအများကြီးကျွန်တော်ထားတယ်ထားတယ်ဆိုလို့လေးကျင့်တယ် ဲ့ညာဘက်ဒီလေကျွန်တော်တို့လေအငိမ့်မနေဘူးကျွန်တော်တို့ friend နေဆိုကျွန်တော်တို့သိတယ်ဒီညာဘက်ပိုးတွေတင်းနေတာလေတခါကြာအဲ့လိုမျိုးကြီးကျွန်တော်တို့မှယူတော့တာလာကြည့်24နာရီဘောလုံးနဲ့ကျွန်တော်တို့ယူတော့တယ်ဒါတိုင်းတော့ဘယ်လိုမျိုးကြီးသိနေလဲနေတိုင်းနေတိုင်းဒါဝန်ရိုးရဲ့စကေးတွေကိုကြည့်ပြီးသားလေးရင်နေ့တိုင်းတနေ့ကိုဘယ်နေ့တော့လေးကြည့်တယ်အနေ့ကိုနှစ်နာရီသုံးနာရီလောက်လေးတယ်နေ့တိုင်းလောကမပြတ်မကွက်ပါတော့ဟုတ် ဒါအဲ့မှာကြတော့ဒါလူကြီးနေဝင်ကြရမှာပေါ့တော်တော်အရွယ်နေမဟုတ်ဘူးလူကြီးနေနဲ့ပဲကြာဟုတ်လားဒါဝန်တို့ရဲ့ free gate တို့စကေးလေးတွေကိုဒါကြည့်ပြီးတော့အိမ်မှာနေတိုင်းနေတိုင်းလေးချင်းဇူးလို့ပါအောင်ပဲခက်လာတယ်ဟုတ်ကဲ့တခုကြီးကသူကဘောလုံးအိမ်မှာလဲတခုပဲတည်းပဲလောက်တယ်ဟုတ်ကဲ့အဲဂျန်တဲ့အချိန်ကသူကအမမလို့သူတီးတံမှုမွေးတာတော့အမှန်လည်းပြောရရင်တလုံးနော်ကိုရီးယားမရှိပေမဲ့ပြောင်းလုံးမယ်ဆိုတဲ့စမ်းသားနေ အလိုမျိုးပေါ့စူးစမ်းနေကျွန်တော်တို့ကဒီအာချင်းလာဟိုဘယ်လိုပြောရမလဲအနောက်ကလှုပ်တွေလည်းလွတ်ထားခဲ့ရအောင်ပေါ့ဟိုဘယ်လိုပြောရမလဲဒီအလောက်ကိုအခုမနဲ့အပီးလှုပ်ပြီးတော့အဲ့ဒါနဲ့ရတဲ့အချိန်ပေါ့ကောနော်9နာရီလောက်အဲ့9နာရီလောက်အောင်နေပြီးတော့ကျွန်တော်ဟင်္သရာကူးတယ်ကူးပြီးတော့ဟင်္သရာနေပြီးတော့ကားစီးတယ်ပေါ့နော်ကားကြတော့လဲနောက်ကကြတော့အချိန်ကညင်းနေမှာဆိုလို့အဲ့ဒါကားစီးတဲ့အောင်ကျွန်တော်တို့အဲ့ဟိုဟာအလဲခုံမှာ စီးခဲ့ရတယ်ပေါ့နော်နေရာမရှိတော့လေအဲ့လိုမျိုးလေးပေါ့ဟိုအဲ့လိုမျိုးအခက်ခဲပေါ့ဟိုသမင်းတော်မှာမိုးချုပ်မှာစားရတယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးပေါ့ဒါဟိုအားပေးတဲ့အတွက်ရန်ကျေးဇူးတင်ပါတယ်နောက်လဲအားပေးပါအောင်အဲ့လိုပြောနေပါ